ကျွန်တော်အခုတော့ဒီထပ်မထုတ်ရှမ်းဖို့တော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလျင်ငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလျင်အဓိကဘူချက်ထုတ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးနဲ့ဒီလက်ရှိပေါ့1200ယောက်ရှိပါတယ်နိုင်ငံတော်အာဏာကိုသိမ်းယူထားတဲ့စစ်ကောင်စီဟာတပောင်းအဘေးအန္တရာယ်တစ်ခုကြားရောက်လာပါကလွဲတဲ့အရာတွေနဲ့ပတ်သက်လို့ကြိုတင်ပြင်ဆင်မှုတွေအလွန်နှေးပါတယ်လို့ပြည်သူတွေကဝေဖန်နေကြပါတယ် အခုနိုင်ငံအတွင်းမှာတဘာဝဘေးဒဏ်ကြုံတွေ့နေရရှိမှာစာနေဧခါဆေဝါဆက်ကရိယာဆက်သွေးရေးစတဲ့လိုအပ်တဲ့တဘာဝဘေးအန္တရာယ်ဆာယာကြိုတင်ပြင်ဆင်မှုအားနေတာကြောင့်ကုညီကေဆေးရဲ့လုပ်ငန်းတွေနှောင့်နှေးကထိခိုက်သေးဆုံးမှုနှုန်းအားလည်းမြင့်တက်နေပါဗျ။ငလျင်လှုပ်ခတ်မှုတန်ကိုတပြိုင်နက်တည်းရင်ဆိုင်ခဲ့ရတဲ့ထိုင်းနိုင်ငံမှာဆိုရင်ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းဆက်ကရိယာနေပညာဆုံးလင်းစွာနဲ့ကုညီကေဆေးရဲ့လုပ်ငန်းတွေလုတ်ကင်နိုင်ခဲ့က တန်ရာလူနာကိုလည်းဆေဝါကူတာမအရှိန်နဲ့တပြင်းညင်လှောက်ဆောင်ခဲ့တာကြောင့်တေဆုံမှုဥယျာဟာလည်းယုံနေခဲ့ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့လူမှုရေးတက်ကြွလှုပ်ရှားသူလူငယ်တအုပ်ပြောတာကတော့မြန်မာနိုင်ငံမှာဒီတဘာဝဘေးအန္တရာယ်တွက်လို့ဘာမှပြင်ဆင်ထားတာမရှိဘူး။ဘာဒီကုတာဖို့အတွက်ဆေးဝါးတွေလည်းလုံလောက်မရှိဘူး။ဒီကေဆေးအတွက်ဆက်ပစ္စည်းတွေလည်းပြင်ဆင်ထားတာဘာမှမရှိဘူး။ ဆိုတော့လေအဒီဒီနိုင်ငံကအစိုးရကဘာလုပ်နေလဲဆိုတာနောက်အကုန်လုံးမြင်ကြမှာပဲလူတွေပဲလိုက်တက်နေတာဗာအမကြိုတင်ပြင်ဆင်တာလည်းမရှိဘူးအရေးပေါ်ကိစ္စရဲ့အတွက်လဲစစ်ကောက်စီဖက်ကတစုံတရာပြည်စည်းတွေမရှိတာကြောင့်နိုင်ငံတကာရဲ့အကူအညီကိုပဲဇက်တိုက်တောက်ခံနေရတာကိုလည်းတွေ့မြင်ရပါတယ်ငလျင်တန်တဲ့ပြည်သူတွေကိုကုညေကိစ္စရဲ့ဆောင်ရွက်ရမှာလက်အိမ်နဲ့ဥထုံးမရှိတဲ့အတွက်နိုင်ငံတကာအကူအညီတွေလိုအပ်နေပြီးကုညေပေးကြဖို့ စစ်ကောင်စီပြိုခွင်ရဗိုလ်ချုပ်ဇုံမင်းထွန်းကမက်ရှလ31ရက်နေ့မှာထုတ်ဖို့ပြောဆိုထားပါတယ်။ဒါအပြင်ငလျင်တန်ကျောင်းပျက်စီးသွားတဲ့အဆောက်အုံတွေလန်ဒန်တွေပြန်လည်ထူထောင်ရေးအတွက်လည်းလိုအပ်တဲ့ဘီးလက်မြေတွေတန်ရှောင်းတွေကတ္တရာတွေကိုလည်းကူညီပေးကြဖို့စစ်ကောင်စီကထပ်ပြီးတော့တောင်းဆိုခဲ့တာပါ။ငလျင်တန်တဲ့ပြည်သူတွေကိုကူညီကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ရမှာနိုင်ငံတကာကူညီကိစ္စရေးအဖွဲ့တွေသက်ဆိုင်ရာမြို့နယ်မိန့်တဲ့ဦးစီးဌာနကြက်ချင်နေအဖွဲ့ လူမှုကူညီအဖွဲ့တွေနဲ့ပရဟိတအဖွဲ့အစည်းတွေကိုသာတွေ့မြင်ရပြီးတော့စစ်ကောက်စီတက်သားတွေကိုတော့ဟန်ပြအဖြစ်နဲ့တွေ့ရတယ်လို့ပြောဆိုမှုတွေလည်းရှိနေကြပါတယ်။တစ်ဖက်မှာလည်းစစ်ကောက်စီဟာငလျံဘေးဒဏ်နဲ့ပတ်သက်လို့ကူညီကိစ္စရေးလုပ်ငန်းတွေဆောက်ရွက်ဖို့ထက်စီရေးကိုသာအလေးပေးနေပြီးတက်သားတွေကိုစစ်မြေပြင်ကိုသာပို့ဆောင်နေပါတယ်။လက်ရှိမှာငလျံလှုပ်ခတ်မှု6ရက်မြောက်အထိရောက်ရှိလာပြီဖြစ်ပေမဲ့ကူညီကိစ္စရေးလုပ်ငန်းတွေမှာစစ်ကောက်စီတက်သားတွေကိုမတွေ့ရဘဲ ကိုညီကေစီရဲတဲ့စီရဲကိုသာအာယုံစိုက်နေစေဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့နိုင်ငံရေးလှစ်လာတုံးသက်သူရှင်းနေဦးကြီးမြေကအခုလိုပြောပါတယ်။သူကတော့တွေးသလိုသွားသွားလူတွေတွေးသလိုသူမတွေးတာဘူး။သူအသက်ရှိသူချွေးဆက်သွားဖို့သူအာတာဒီနေဖို့အဲ့လားဟုတ်အဲ့ဒါအဲ့ဒါလွယ်လို့သူဘာမှမသိဘူးလူတို့မသိဘူးမက်ချလာ28ရဲ့နေ့မှာစကိုင်းပေါ်ဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ဧပြီလ3ရက်နေ့အထိ သေဆုံးသူ3085ဦးနဲ့ဒဏ်ရာရရှိသူ4915ဦးထိရှိခဲ့ကပျောင်ဆုံးသူဟာ340ဦးရှိတယ်လို့စစ်ကောက်စီကထုတ်ပြန်ထားပါတယ်။ငလျင်တန်ကျောင်းဆေးရုံဆေးခန့်တွေအထက်မြင့်အဆောက်အုံတွေနဲ့တာသနင်းကအဆောက်အုံတွေအပါအဝင်နေပြည့်စင်းမှုတွေကြားမှာပိတ်မင်းနေသူအများအပြားရှိနေပြီးမြေပြင်ကူညီကိစ္စရေးလုပ်ငန်းတွေမှာလည်းအာနေနေစေဖြစ်ပါတယ်။ နေပြည်တော်ကငလျင်တင်တဲ့အမျိုးသမီးတအုပ်ပြောတာကို DMG ကနေပြီးတော့အသင်အစားထိုးဖက်ပြထားပါတယ်။ကုညိကေစေးတွေကတော့နင်းနေရကြပါတယ်။မလောက်မငါရကြတာဗောနော်တရှုတ်ဆိုရင်လည်းတောက်စရာရေတောင်တိမ်မရကြဘူး။ညဆိုရင်လည်းအိပ်ဖို့နေရာမရကြသေးဘူး။ရစီမှုတွေကတော့အများကြီးပဲပိမိနေသူတွေလည်းအများကြီးရှိသေးတယ်။လက်ရှိငလျင်တင်တဲ့နေရာတွေမှာဒင်အားရလူနာတွေအတွက်ဆေးဝါးမလုံလောက်တာ ဆေးကုသမဲ့နေရာတွေမှာလိုအပ်ချက်တွေရှိနေပြီးတော့ဆေးဝါးကုသမှုလုံလုံလောက်လောက်မရရှိပါကအခြေအနေပိုဆိုးလာနေတယ်လို့ဒေသခံတွေကပြောပါတယ်စကောက်စီက2023-2024လေဘန်ဒါနှစ်မှာတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနေရဲစွန့်ခွာပြည်သူတွေရဲ့စားဝတ်နေရေးနဲ့အုပ်ချုပ်မှုဆိုင်ရာကိစ္စတွေအတွက်အရေးပေါ်ရန်ပုံငွေငွေကျပ်ဘီလီယံ200သတ်မှတ်ထားပြီးစစ်အုံစရိတ်တွေကိုတော့ငွေကျပ်9600ဘီလီယံအထိတွန်းမြှင့်ထားခဲ့ပါတယ်။ အဲ့ဒီလိုတဘာဝဘေးအန္တရာယ်ဆရာကိစ္စရဲ့တင်နဲ့ပတ်သက်လို့စစ်ကောက်စီရဲ့ကြိုတင်ပြင်ဆင်မှုအားနည်းချက်တွေကြောင့်ငလျင်ဘေးတန်တဲ့ဒေသတွေကပြည်သူတွေမှာအသက်အိုးအိမ်တွေထိခိုက်နေနာမှုတွေဖြစ်ပေါ်လျက်ရှိနေပါတယ်ရှင်။